န္တလေးတိုင်းစင်ကူးမြို့နယ်လက်ပတ်လာရွာနဲ့တပိတ်ကျင်းမြို့နယ်ချောင်းကြီးကျွာတွေကိုဖေဖော်ဝါရီလ18ရက်နဲ့22ရက်တွေမှာစောစုကတိုက်လေရင်နဲ့ဘုံကျဲတက်ပြက်လို့စပေးရှောင်ပြည်သူအမျိုးသမီးတို့နဲ့ဒေသခံအယက်သားအမျိုးသားတို့တို့သေဆုံးပြီးတော့20နီးပါးဒဏ်ရာရတယ်လို့ဒေသခံသတင်းမြစ်တွေက MPP ကိုပြောပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့စင်ကူးနယ်လက်ပံလာရွာကိုစိုးစုက ဖေဖော်ဝါရီလ18ရက်ညပိုင်းမှာ ိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့တာဖြစ်ပြီးတပိတ်ချင်းမျိုးနဲ့ချောင်းကြီးရွာကိုဖေဖော်ဝါရီလ22ရက်မနက်ပိုင်းမှာဘုံကျဲတက်ဖြတ်တာဖြစ်ပါတယ်။စင်ကူးမျိုးကိုသိမ်းပိုက်ပြီးနောက်၅ချိန်မြောက်လေချောင်းတိုက်ခိုက်မှုအဖြစ်လက်ပံလာရွာကိုစိုးစုကဘုံကျဲတက်ဖြတ်ရမှာစင်ကူးမျိုးရက်ကတ်တကနေလာရောက်ဆစ်ရှောင်းကလက်ပံလာရွာမှာနေထိုင်တဲ့အသက်40ကျော်အရွယ်အမျိုးသမီးတဦးတည်ဆုံပြီးအသက်2နှစ်အရွယ်ကလေးငယ်တဦးနဲ့အမျိုးသားကြီးတဦးတန်ရာရတယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖသတင်း ာဝန်ခံကိုတမ်မနီက MFP ကိုပြောပါရယ်။ဖေဖော်ဝါရီလ22ရက်မနေ့7နိုင်ကျော်အချိန်မှာတပိတ်ချင်းမျိုးနယ်ချောင်းကြီးကျွော်ကိုစိုးစုကလေချောင်းပုံကျဲတက်ဖြတ်ရာမှာအသက်40ကျော်အရွယ်အရသားပြည်သူအမျိုးသားတို့အသေဆုံးပြီးအခြားပြည်သူ15ဦးခန့်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါရယ်။